ဘွဲဦးထွက်တာ73နှစ်ပြည့်သွားပြီဖြစ်တဲ့အိဇိုကဘာကျော်အိဇိုအဖွဲ့ဖြစ်တဲ့အိဇိုကိုတော့မသိရသူမရှိပါဘူးပြည်သက်များစွာကအိဇိုကို K-pop king လို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်အိဇိုအဖွဲ့က K-pop third generation အဖွဲ့တွေတဲကအအောင်မြင်ဆုံးအဖွဲ့လို့လည်းပြောလို့ရပါတယ် မြန်မာမင်္ဂလိပ်တော်များရဲ့တဲလို့ဝင်ရအပေးချင်းကိုခံရတဲ့အေဆိုအဖွဲ့ဝင်ဆယ်နှစ်ယောက်နဲ့ဖွဲ့စည်းထားတာဖြစ်ပြီးတော့အခုချိန်မှာတော့အဖွဲ့ဝင်ရှေ့ရောက်နေတာလှုပ်ရှားမှုတွေကိုပြုလုပ်နေရလဲဖြစ်ပါတယ်အေဆိုခင်နဲ့အေဆို M တို့က2012ဧပြီလ10ရက်မှာမမတချင်းနဲ့ပွဲဥထွက်ခဲ့ပြီးတော့ဧပြီလ9ရက်မှာ EP album မမထွက်ရှိခဲ့ရဖြစ်ပါတယ်အေးဆိုခေကဂီတစီစဉ်ဖြစ်တဲ့ The Music Trend မှာပါဝင်ဖြုတ်ပြခဲ့သလိုအရင်နေ့မှာပဲအေးဆို M ကလည်း Season မှာကျင်းပတဲ့ Top Tiny Music Award မှာပါဝင်ဖြစ်ပြီးတော့ Elvan အသီးသီးရောင်းဝယ်မြင့်တင်ခဲ့ကြပါတယ်။အေဆိုရဲ့ Korea Version Elvan က Town Korea ရဲ့ Grand Elvan Chart မှာနံပါတ်1နဲ့ Billboard World Elvan Chart မှာနံပါတ်8ရယူနိုင်ခဲ့သလို Version Elvan ကလည်း Sina Elvan Chart မှာနံပါတ်1နဲ့တခြား Music Streaming Platform တွေမှာနံပါတ်1ရယူနိုင်ခဲ့ပါတယ်။